မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကိုကံ MND ထံလက်လက်ချအညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်းဦးရမခတိုင်းမှုရာဦးနဲ့လာရှိုးကိုပြန်လည်ရောက်ရှိလာပြီးရမခတိုင်းစစ်ဌာနချုပ်ကို ပြန်လည်တည်ဆောက်ပါမယ်။နိုင်ငံတော်အကျဉ်းထောင်တွေမှာစေဝါဆောက်ရှောက်မှု လုံလောက်စွာမရရှိတဲ့အတွက် လေးလအတွင်းမှာနိုင်ငံရေးအကျဉ်းသားကိုတည်ဆုံးခဲ့တဲ့တွင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တွင်နေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်တစ်ပုဒ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုးကန် MND ထံကို လက်လက်ချအညံ့ခံခဲ့တဲ့ဘုံမူးချုပ်အေမင်းဦးဟာအရှိမျောက်တိုင်းစစ်တနာကျောက်တိုင်းမှုရာတို့နဲ့ လားရှိုးကိုပြန်လဲရောက်ရှိလာပြီးလားရှိုးစေးရုံဖွင့်ပွဲအပါအဝင်လားရှိုးမျိုးပြန်လဲတိဆောက်ရေးကိုဥဆောင်လောက်ကင်နေရလို့လားရှိုးဒေတာကန်ပြည်သူတွေကပြောပါရယ်မေလ9ရက်နေ့ကလားရှိုးပြည်သူစေးရုံကိုအရှိမြောက်တိုင်းစစ်တနာကျောင်းတိုင်းမိုးဘုံမူးကျောင်းအေမင်းဦးဟာလာရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးမြို့ကိုလည်းလှက်ပတ်စစ်ဆေးခဲ့တယ်လို့လက်ရှိအချိန်ထိလားရှိုးမျိုးမှာပဲတိုင်းမိုးဘုံမူးကျောင်းအေမင်းဦးဟာရှိနေတုံးပဲလို့လည်းလားရှိုးမျိုးကပြည်သူချို့ကပြောပါရယ် MNDA က ပြည်လနှောင်းပိုင်းမှာလာရှိုးမြို့ပေါ်12ရက်ကွက်ကနေဆုတ်ခွာသွားပြီးအဲ့ဒီနောက်ပိုင်းမှာအရှိမြောက်တိုင်းတိုင်းမှုဘုံမှုချုပ်အေမင်းဦးဟာလာရှိုးကိုပြန်လည်ရောက်ရှိလာတာဖြစ်ပြီးစီရီယံဘုံကြီးစင်ရော်ရဲ့ပြောဆိုချက်အရကတော့လာရှိုးမှာအရှိမြောက်တိုင်းစစ်တနာချုပ်ပြန်လည်အခြေစိုက်ဖွင့်လှစ်မယ်လို့သိရှိထားကြောင်းရန်ကုန်ခေတ်စ်ကိုပြောပါရယ်လာရှိုးမြို့ကို2024ခုနှစ်ဩဂတ်စ်လမှာ MNDA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတရုတ်နိုင်ငံရဲ့အကြက်ကန်ဂျားဝင်ဆွတ်ဖက်မှုကြောင့် အခုနှစ်ဧပြီလမှာပြန်လည်ဆုတ်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိမှာလာရှိုးမြို့ပြန်လည်တည်ထောင်ရေးဥဆောင်နေတယ်။တိုင်မူဘုံမှုချုပ်အင်းမင်းဦးကိုမက်လာအတွင်းမှာတိုင်မူဖြစ်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး MND ကလောက်ကန်ဒေတာကုတ်ကဲမှုစစ်တနာကြောင့် ဓာကာဆကိုတိမ့်ပိုက်ခဲ့စဉ်ကလည်းဘုံမှုကျုံအေမင်ဟာအမတ်ဆက်လေးစစ်စစ်ရေးကုတ်ကဲမှုထနာကျုံမှာစစ်စစ်ကုတ်ကဲရေးမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။လာရှိုးရမခအသိခံရပြည့်ရနောက်စစ်ကောင်စီကတယန်းမြို့မှာရမခကိုပြန်လဲဖွဲ့စည်းစဉ်က တိုင်းမှုဖြစ်ဘုံကျုံမြင့်ကျော်ထုံးကိုခန့်အပ်ခဲ့ပေမဲ့လည်းအဲ့ဒီဘိုးကျော်မြင့်ကျော်ထုံးဟာတရုတ်ကြားဖြန့်ငွေလင်းခန်းတွေစီကနေငွေကျပ်3000ချီလက်ယူမှုနဲ့ဖမ်းဆီးလိုက်ပြီးရနောက်မှာ ဗိုလ်မှူးချုပ်အေမင်းအိုးကိုရမခတိုင်မူတန်ရန်အစ်အဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်ဒီတခါမှာတော့ အမေရိကန်တွေကိုပြစ်မှတ်ထားဥတီတဲ့အွန်လိုင်းငွေလိမ်လည်မှုတွေအပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေအတွက်စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်ဘိုမူဂျီစောချစ်သူနဲ့တာနိုးကိုအရေးယူတန်ခတ်ပိတ်ဆို့လိုက်တယ်လို့အမေရိကန်အစိုးရကတရားဝင်ထုတ်ပြန်ကြေညာခဲ့ပေမဲ့လည်း BGF စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့စောချစ်သူရဲ့ဇနီးနဲ့သမီးတို့ဟာတန်ခတ်ပိတ်ဆို့မှုကနေလွတ်မြောက်နေစေဖြစ်တယ်လို့မြမအရေးတကြွလှောက်ရှားသူအချို့ကပြောပါရယ်စောချစ်သူရဲ့သမီးဖြစ်သူ အသက်28နှစ်အရွယ်ရှိတဲ့နန်းနှင်းနန္နာအေးဟာစင်ကာပူနဲ့ UK တို့မှာရရှိခဲ့တဲ့နိုင်ငံတကာပညာရေးနောက်ခံကို အသုံးပြုကစီးပွားရေးပုံရိပ်ကို တိစောက်ခဲ့တာဖြစ်တယ်လို့ကရင်နယ်ခြားဆောင်တက်နဲ့ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းကြီး၄ခုမှာလည်းရှယ်ယာတွေကိုပိုင်ဆိုင်ထားတာဖြစ်ပြီးဒါရိုက်တာဖြစ်ပါဝင်နေတယ်လို့လည်း Justice for Myanmar အဖွဲ့ရဲ့အစီရင်ခံစာမှာထုတ်ပြန်ထားပါတယ်။နန်းနှင်းနန္နာအေးဟာကရင်နယ်ခြားဆောင်တက် BGF ရဲ့ရာဇဝတ်စီးပွားရေးကွန်ရက်မှာအစ်မြင့်ရ ာတို့ဒါရိုက်တာနဲ့ပအဝင်ပတ်သက်နေမှုအတွက် BGF ကကျူးဝင်တဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါပတ်သက်သူဖြစ်ပြီးအဲ့ဒီအပေါ်မှာတော်ဝန်ခံစီတင့်တယ်လို့လည်း Justice for Myanmar ကပြောဆိုထားပါဗျ။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကလည်းတရုတ်ရဲ့ဖိအားကြောင့်ထိုင်းနိုင်ငံရဲ့နေဆက်ဖြတ်ကျော်ဒုစရိုက်လုပ်ငန်းတွေအပေါ်ကိုနှိမ်နင်းခဲ့မှုအပါအဝင်အမေရိကန်အစိုးရရဲ့ဒဏ်ခတ်အရေးမှုတွေကလည်း စောချစ်သူနဲ့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုကြီးစွာ ထိခိုက်စေခဲ့တယ်လို့လည်းဆိုထားပါတယ်။တချိန်တည်းမှာပဲ BGF စီးပွားရေး Empire မှာပါဝင်ပတ်သက်နေတဲ့ BGF ခေါင်းဆောင်စောချစ်သူရဲ့ဇနီးနဲ့သမီးတို့ဟာအမေရိကန်အစိုးရရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေလွတ်မြောက်နေစေဖြစ်တယ်လို့မြမရေးတက်ကြွလှုပ်ရှားသူအချို့ကထောက်ပြပြောဆိုထားပါတယ်ရှင်။ မန္တလေးရတိုင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတန်းကြံကြောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူတို့အုပ်ကိုတပ်ဖြတ်ပြီး ထန်းတက်နေသူတို့ကိုလည်းပြစ်ခတ်တက်ဖြတ်ခဲ့လို့ညဝုခံပကဖတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ငတရောက်မြို့ကနေကျောက်ရောင်းမြို့နယ်ကမ်းဖြူကျေးရွာကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းဟာမေလ၄ရက်နေ့ကကမ်းဖြူကျေးရွာလေပြင်းသားတဲတိုင်မှာထန်းတက်နေတဲ့ပြည်သူတို့ကိုပြစ်ခတ်တက်ဖြတ်ခဲ့တယ်လို့မေလ၅ရက်နေ့မှာတော့အဲ့ဒီကမ်းဖြူရွာမှာနေထိုင်တဲ့ကိုအောင်စန်းဝင်းကိုတက်ဖြတ်ခဲ့လို့လည်းသိရပါရယ်ဒါအပြင်ငတရောက်မြို့ကအိုရဲကျိုးပြင်သားထောက်ဝါ ကမ်းဖြူကြီးကန်းကိုရောရာတို့ကပြည်သူ30ကျော်ကိုလည်းလူသားတိုင်းဖြစ်ခေါ်ဆောင်သွားတယ်လို့လည်းသိရပါဗါးအဲ့ဒီအကျန်းဖယ်စစ်ကြောင်းဟာလက်ရှိအချိန်မှာငတ်သက်ရောက်မြို့ကိုပြန်လည်ဆုတ်ခွာသွားပြီးအင်အားတွေထပ်မံဖြစ်တင်းနေတယ်လို့လည်းသိရပါဗါးရှင်ဒီကမှာတော့မြန်မာနိုင်ငံကအကျဉ်းထောင်တွေထဲမှာလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့စေဝါစောင့်ရှောက်မှုမရရှိခဲ့တဲ့အတွက် လေးလအတွင်းမှာနိုင်ငံရေးအကျဉ်းသားစုစုပေါင်း9ဦးဟာတည်ဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြောပါရတယ်။2025ခုနှစ်ဇန်နဝါရီလကနေဧပြီလထိကောက်ယူထားတဲ့စီးရင်တွေအရနိုင်ငံရေးအကျဉ်းသား9ဦးထိကြဆုံးခဲ့ရတယ်ဖြစ်ပါတယ်။ဒိုင်ဝိုးထောင်ကနိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ကိုမျိုးမင်းဦးနဲ့ကိုမိုးကျော်၊တာရီထောင်ကကိုသူရအောင်၊မြောင်မြထောင်ကကိုကျော်စင်လက် အိုးကိုထောင်ကဒေါ်ဆန်းရီကိုအောင်ထောင်ကိုတီဟကိုလူအောင်တို့လေးဦးနဲ့ကတာထောင်တို့ကကိုဟိမင်းတို့ဟာဆေးဝါးလုံလောက်စွာမရရှိခဲ့တဲ့အတွက်ကြောင့် ကြာဆုံးခဲ့ရတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။အဲဒီလိုသေဆုံးသူတွေရှိလာပေမဲ့လည်းအချင်းတောင်အတွဲမှာလုံလောက်တဲ့စေဝါကုသမှုဟာလက်ရှိအချိန်ထိမရရှိခဲ့တဲ့အပြင်တခြားသောလူ့ခွင့်ရေးချိုးဖောက်မှုများစွာလည်းရှိနေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရဲ PPLN ကထုတ်ဖော်ပြောဆိုထားပါဗျ။ပြီးခဲ့တဲ့2023ခုနှစ်အတွင်းမှာလည်းအချင်းတောင်အတွဲမှာနိုင်ငံရေးအကျဉ်းသား34ဦးဟာသေဆုံးခဲ့ရမှာအချင်းတောင်ထဲမှာတပ်ဖြတ်ခံခဲ့ရသူ18ဦးမကျန်းမာ ပဲတေဆုံးသူ16ဦးရှိခဲ့ပြီး2024ခုနှစ်မှာတော့နိုင်ငံတော်အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသား32ဦးထိတေဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNNC ကနေသိရှိရပါတယ်ရှင်မကွေးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတိုင်းမြိုင်မြို့နယ်စီမံကိန်းရုံးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝန်ရောက်တိုက်ခတ်ရမှာ စစ်တပ်ဘက်က3ဟာတေဆုံးခဲ့လို့ပခုတ်ဘူခရံတရင်15ဟာတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ဧပြီလ30ရက်နေ့မှာမြန်မြို့နယ်စီမံကိန်းရုံးမှာအကြမ်းဖက်တပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီတိုက်ခိုက်မှုတွေမှာအကြမ်းဖက်တပ်သား3ဟာတေဆုံးခဲ့တာဖြစ်ပြီးလေဦးထိခဲ့တံရရှိခဲ့တယ်လို့တော်လဲတဖက်ဝင်ဒီဘက်ကလည်းရဲဘော်တို့အမစိုးရံတံရရှိခဲ့လို့လည်းသိရပါဗါးအဲ့ဒီတခိုက်မှုကိုပခုတ်ကူခင်အမှတ်15တရင်နဲ့ အသေးဒီနိုင်ငံဒီပကပတို့ကဥဆောင်ကပခောက်ကိုခရံတရင်15အပါဝင် LDDF တွေပူပေါင်းထားတဲ့မြိုင်အညာမေတပေါင်းစုအညာဟီးရိုးတို့ကပါဝင် တက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ထိုင်းမြန်မာနယ်စပ်ထိုင်းလေပိုင်နဲ့အတွင်းကိုတန်တရာဖြစ်ပွဲလေရင်တစည်းဝင်ရောက်လာတာကြောင့်ထိုင်းတော်ဝင်လေတပ်က F16 တိုက်လေရင်နှစ်စီးအရေးပေါ်ဆွလို့ပြီးတတိပေကင်းလက်ပြန်တန်းကြောင်းထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။မနေ့က7:45မိနစ်ဝန်းကျင်လောက်မှာတန်တရာဖြစ်ပွဲလေရင်တစည်းထိုင်းလေပိုင်နဲ့အတွင်းကိုဝင်ရောက်ပြန်တန်းလာတာကြောင့်ထိုင်းလေတပ်ကထိုင်းမြန်မာနယ်စပ်ကကြနာဘူရီကို F16 တိုက်လေရင်နှစ်စီးဆွလို့ပြီးအင်းနီးချင်းနိုင်ငံဘက်ကနေကျူးကျော်မလား ေဖို့အတွက်တတိပေးကင်းလဲခဲ့ရလို့လည်းဆိုထားပါဗျ။ကချနာပူရီအခြေဆိုင်ဒေတာသတင်းဌာနမှာတော့ထိုင်းလေတက်ရဲ့လေရင်နစီဟာပြန်တန်းကင်းလဲနေတဲ့ဗီဒီယိုတွေကိုလည်းတင်ပြထားခဲ့ပါဗျ။အဲ့ဒီလေရင်ဟာအကြမ်းဖက်စစ်ကောင်စီရဲ့လေရင်လို့ဓာတ်ရိုက်ရေးသားမဖော်ပြထားပဲအင်းနီချင်းနိုင်ငံရဲ့လေရင်တစည်းလို့သာရေးသားဖော်ပြထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။